မေ2025က Harvard affiliated Viter study တခုထွက်လာတယ်အခုမှပဲကြည့်လိုက်တယ်သူတို့သုံးတဲ့ dosage အရင်တော့သူတို့ research တွေလုပ်နေပြီဟာဗိုက်တာမင်ကအလကားပါအလကားပါလို့ထိုင်အောင်နေတယ်ဒါပေမဲ့သူတို့သုံးတဲ့ပမာဏကိုကြည့်ရင်400တို့600တို့တော့ဘယ်ရပါမလဲ ကလေးတွေတောက်တဲ့ dosage နော် under 1 year old တွေတောက်တဲ့ dosage ကြီးနဲ့ research လုပ်နေတော့နော်ဟို positive result ဘယ်ရပါမလဲဒါတော့မှနော်သူတို့က2000ပဲတောက်တာနော်တို့တွေက9000အထက်တောက်နေတဲ့လူတွေနော်စဉ်းစားကြည့်နော်ဒီ study မှာနော်လူတွေကို2000အားတိုက်တယ်ခါတိုင်းဆို600ပဲဒီတစ်ခါ2000အားတိုက်ပြီးတော့နော် research လုပ်တဲ့အခါမှာ เนาะบาတွေ့သလဲဒီတော့မအိုခြင်းမို့မဟုတ်လားနာရာရှိယောဂါတွေမဖြစ်ခြင်းဘူးမဟုတ်လားကြည့်เนาะတွေ့လားဒီ recent harvard affiliated study found that daily nasin vitamin d supplement တောက်ရင်เนาะ telomere length ဆိုတာဟောပေါ့เนาะတို့ရဲ့ဘီဇတွေမှာပါလာတဲ့ဟာလေးပေါ့เนาะအဲ့ဒါတူမြ мян တူရင်မြ мян အိုးတယ်เนาะ तू က ဒါကိုသွားတိုင်းလိုက်တဲ့အခါမှာเนาะအဲ့ဒါကိုတိုင်းနေတော့ biological aging ဒါဟိုဟာပေါ့ဘလောက်မြန်မြန်အိုမလဲဆိုတာဒီဟာကိုကြည့်ရတယ်လေအဲ့တော့သူတို့ကဘာတွေ့လဲเนาะ publish ဒီနှစ်မှာမှထွက်လာတာเนาะမေရောက်မှထွက်လာတာအဲ့တော့သူတို့ participate နေ vitamin D 2000အားကိုတောက်ရင်ဒီ telomere length เนาะဒီ visa မှာရှိတဲ့ဒီ telomere length တွေက နော်တော်တော်နဲ့မတူသွားဘူးနော်အဲ့တော့ဒါလေ chronic disease နာတာရှည်ယောဂါတို့ဖြစ်တာတွေလည်းပါတယ်အဲ့တော့ဘာတွေ့လဲဆိုတော့တော်လာလူတစ်ထောင်ပုံမှာစမ်းကြည့်တယ်အသက်50အထက်နော်ဘလောက်တော့လဲ2000အားနော်တို့တွေက9000တစ်ထောင်တောက်နေတဲ့လူတွေနော်ဘာတွေ့လဲဆိုတော့နော်သူတို့ကဒီ anti aging ယူမြန်မြန်မအိုးဘူးတဲ့ နော်နောက်တစ်ခုကပါလေနာတာရှည်ယောဂမျိုးစုံဖြစ်တာရော့ကြသွားတယ်ဟုတ်တယ်မလားအဲ့တော့ဟာမတော့ရဘူးမတော့ရတယ်ဘူးអော်ပြီးတော့မတော့ချင်ရင်လည်းမတော့ကြနေပေါ့နော်ပြောပြတာပြောပြတာဒါအခု May 2025ကထွက်လာတဲ့ research vital study လို့ခေါ်တယ်နော်အဲ့ဒါလေးပြောပြခြင်းတော့ပါ